Hello အားလုံးပဲမင်္ဂလာပါကိုဘော gaming facebook page နဲ့ youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရပြဒီနေ့ video လေးကတော့ class of client အကြီးမားဆုံးပြောင်းလဲမှုဖြစ်တဲ့လူထုတ်တဲ့ခါမှာစောင့်ရတဲ့ကြာချိန် training time ကိုဖယ်ရှားလိုက်ရတဲ့အကြောင်းရင်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဗျ video လေးမစခင်မှာကိုဘော youtube channel လေးကို subscribe လုပ်ရသေးရင် subscribe နဲ့ပြီးတော့ဝင်ရံပေးပါအောင် subscribe လုပ်ပြီးညီကိုလေးတယောက်ရှင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကဲတော့ let's go brother ကျွန်တော်အချိန်မဆွဲဘဲနဲ့ video လေးကိုစလိုက်ကြအောင်ဗျာ အမှန်တကယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုကကြောက်တာမနေ့ရက်တည်းတင်ရမှာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်မနေ့ကမအားဘူးပြီးသွားလို့ရှိရင်အခန်းကလည်းအစ်စ်ပြောင်းထားတဲ့အတွက်ကြောင့်မလို့အပြောင်းရွှေ့လေးနဲ့အပြင်ဆင်လေးတွေအများကြီးလုပ်နေရတဲ့ကြောင့်မလို့ဗီဒီယိုရိုက်လို့လုံးဝအဆင်မပြေတဲ့အတွက်ကြောင့်မလို့အခုမှတင်ရတာပဲဖြစ်ပါတယ်ဗျ။ကဲတော့ let's go ပါကျွန်တော်ဒီဘာလို့ training time ကိုဖြုတ်လိုက်ရတဲ့အကြောင်းရင်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ။ COC ထွက်တာကဒါ73နှစ်လောက်ရှိပြီဗောနော်73နှစ်လုံးတစ်လျှောက်လုံးမှာဘာမှမပြောင်းလဲဘူးဒီလိုမျိုးလူထုတ်တဲ့ခါမှာသူ့ရဲ့ charging လေးတွေ1မိနစ်ဆို1မိနစ်3မိနစ်ဆို3မိနစ်ဆိုပြီးတော့ charging လေးတွေထည့်ပေးထားတာပဲဖြစ်ပါတယ်ဗျ။အခုရှင်မှာဆိုလို့ရှိရင်တော့အဲ့ဒီစောင့်ရတဲ့ ကြခြင်းတွေအကုန်လုံးကို तू ကဖြန့်ပြီးတော့မှဖြုတ်ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်ကိုတို့ကတိုက်တဲ့ခါမှာဆိုလို့ရှိရင် farming သွားမယ်ဆိုလို့ရှိရင်လည်းဒီ strain နဲ့ဒီအချိန်ကိုစောင့်ရတယ်ဥပမာဆိုရင်လူထောက်မယ်လူမပြည့်လို့ရှိရင်ကျွန်တော်တို့တိုက်လို့ကမရသေးဘူးအဲ့ကိုစောင့်ရတယ်အဲ့ဒါတွေမြန်ဖို့အတွက်ကိုကျွန်တော်တို့က training portion တွေသုံးပေးရတာပဲဖြစ်ပါတယ်ဗျအခုမှဆိုလို့ရှိရင်တော့အဲ့လိုမျိုး तू ကကြာခြင်းတွေအတွက်ကိုဒီ training portion တွေသုံးစရာမလိုဘဲနဲ့ဘာမှကြာခြင်းမရှိအောင်ပြောင်းလဲပေးလိုက်တာပဲဖြစ်ပါတယ်ကိုဘိုးတို့တိုက်ချင်တဲ့လောက်တနေ့ကိုကြာတဲ့လောက် farming သွားနိုင်တယ်ပုံမှန်တိုင်းဆိုရင် तू ကတော့ဒီ training portion တွေကို go button တွေမှာပေးတယ်ပြီးတော့ကျွန်တော်ကလန်ကပီတယ်မှာပေးတယ်ပြီးတော့ဒီအပြင်မှာလည်း तू ကထုတ်ပြီးတော့မှ ရောင်းတာပဲဖြစ်ပါတယ်ဗျ။ကိုဘတ်တို့ကအခုချိန်မှာဆိုရင် तू က training time မထည့်ပြီးတော့ဆိုတော့အဲ့ဒါလေးနဲ့ तू ထပ်ပြီးတော့မှရောင်းလို့မရတော့ဘူး။ပြီးတော့ဆိုလို့ရှိရင်လည်းဒီ go back မှာဆိုလို့ရှိရင် training boost တွေပြီးတော့လို့ရှိရင်ဒီမှာ training boost တွေကိုလည်းဖျောက်ပြီးတော့မှ तू ကတခြားတစ်ခုခုထည့်ပြီးတော့မှပဲဖြစ်ပါတယ်ဗျ။ဒီမှာဆိုလို့ရှိရင် training boost ကကျော်15%ရတယ်။ရှေ့မှာဆိုလို့ရှိရင်လည်း go back ဝယ်လို့ရှိရင်ဒီ training boost ကကျတော့20%ရတယ်။ဒါတွေကကျတော့ကျွန်တော်တို့လေလူတွေပါထုတ်တဲ့နေရာမှာဆိုလို့ရှိရင် go back ဝယ်တဲ့သူနဲ့မဝယ်တဲ့သူနဲ့ကွာခြားချက်လေးပဲဖြစ်ပါတယ်ဗျ။ go back ဝယ်ဆော့တဲ့သူကဆိုလို့ရှိရင်လူထုတ်တာမြန်မယ်တက်ရတာလည်းပို့ပြီးတော့မှမြန်မြန်ဆန်ဆန်လေးနဲ့ဒါ farming သွားနိုင်တာပဲဖြစ်ပါ ်ပါတယ်ဗျကိုဘက်မဝယ်တဲ့သူကကြတော့ပုံမှန်တိုင်းသူ့ရဲ့ training ရှင်ကိုစောင့်ရတာပဲဖြစ်ပါတယ်ဗျလိုမျိုး training boost သုံးမယ်ဆိုရင်တော့မှကျွန်တော်ကိုဘက်ဝယ်တဲ့သူတက်ကိုမှသူပို့ပြီးတော့မှမြန်မာတော့မဟုတ်ဘူးကိုဘက်ဝယ်တဲ့သူကဘလို့ပဲဖြစ်ဖြစ်တာနေမှာပဲဖြစ်ပါတယ်ဗျအခုသူပြောတဲ့ပုံစံရဆိုလို့ရှိရင်တော့ဒီ training ဒီအရှိန်ကိုဘယ်မှမှမစောင့်ရတော့ဘူးဘယ်လိမဆို ACC တိုက်လို့ရတော့မှာပဲဖြစ်ပါတယ်ဗျအဲ့အတွက်ကိုလည်းဒီ leisure player ရဲ့အတွက်ကိုရည်ရွယ်ပြီးတော့သူကလုပ်ပေးတာပဲဖြစ်ပါတယ်ဗျ leisure player တွေကဘလို့ဖြစ်နေလဲဆိုလို့ရှိရင်တော့တနေ့မှသူကရှစ်ပွဲပဲတိုက်လို့ရတဲ့ပြဿနာလေးဖြစ်ပါတယ်အဲ့ဒါကလည်း COC ရဲ့သတ်မှတ်ချက်အတိုင်းဖြစ်တဲ့ကျွန်တော်သူ့ရဲ့စီးမြင်ထဲမှာပဲရှိနေတာပဲဖြစ်ပါတယ်တနေ့ကို ရှစ်ပွဲဆိုတာကအဲ့ဒါယူသူတို့ကမလိုလားဘူးအဲ့ဒီလီဂျက်ပလေယာတွေအတွက်ကိုလည်းပို့ပြီးတော့မှအဆင်ပြေအောင်လို့ဆိုပြီးတော့မှဒီလီဂျက်ပလေယာကတနေ့ကိုရှစ်ပွဲတိုက်ပြီးသွားတဲ့အပြင်မှာအပြင်ဖန်မင်းကိုတီးတက်တာ ပြန်ပြန်ပြီးတော့မှ farming လုပ်လို့ရအောင်လုပ်ပြီးတော့မှပဲဖြစ်ပါတယ်ဗျာဥပမာဆိုလို့ရင်ကျွန်တော်တို့ကတနေ့ကို10ပွဲတိုက်တယ် true bee တွေကျွန်တော်တို့ပြတ်တက်တယ်ဗောနော်အာ minus ပြည့်နေဖြစ်မယ် plus ပြည့်နေဖြစ်မယ်တကယ်လို့10ပွဲလုံးပြီးသွားပြီဆိုရင် legend player ကလုံးဝတိုက်လို့မရတော့ဘူးရက်သွားရတော့မှာတော့ဗောနော်ကျွန်တော်တနေ့တာအတွက်10ပွဲလုံးတိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဘာမှလုပ်လို့မရတော့ဘူးဒီတိုင်းပဲနေနေရမှာဖြစ်ပါတယ်အဲ့အတွက်ကိုကျွန်တော်ကျွန်တော်တို့10ပွဲလုံးပြီးသွားပြီဆိုလို့ရှိရင်သူကဒီ farming time ဆိုပြီးတော့ကိုယ့်ကိုဒီအပြင်မှာသွားတိုက်လို့ရှိရင်လည်းဖလားတွေပိုင်းမတက်တော့ဘဲနဲ့ဒါဖလားကိုကျွန်တော်တီးတက်လုပ်ပေးမလားဒါမှမဟုတ်သူကဖလားကိုလုံးဝမတက်ဘဲနဲ့ဒီတိုင်းပဲထားပေးမလားဆိုတာကတော့တိတ်တော့မသေးကြသေးဘူးဒီနေ့ထဲမှာ ပြောင်းလဲမှာဖြစ်တဲ့အတွက်ကြောင့်လို့ဒီနောက်လာ upgrade မှာလဲပါလာအောင်မှာတော့မဟုတ်ပါဘူးဗျဒီတိတ်မကြခင်တော့တင်းမှာတော့ပြောတာပဲဒါပေမဲ့ကျွန်တော်နောက်လာ upgrade ကတော့မပါဘူးလို့ကိုဘတော်ပြောထားတာပဲဖြစ်ပါတယ်အဲ့တော့ upgrade လာပြီးတော့တစ်လနှစ်လဒါမှမဟုတ် upgrade လာပြီးအာတစ်ပတ်နှစ်ပတ်တွင်လဲဖြစ်နိုင်တာပဲဖြစ်ပါတယ်ဗျဒီ training တိုင်းကအကုန်လုံးအတွက်ဖြစ်ပါတယ် true တွေအတွက်သီးသက်မဟုတ်ပဲနဲ့ပြီး spare တွေရောပြီးသွားလို့ချင်း hero တွေရောပြီးသွားရင် mansion တွေရောအကုန်လုံးပေါ့နော်ဒီ set တွေရောပြီးသွားဒီလိုမျိုးအရေးတွေရောဒီလူထုပ်တဲ့နေရာမှာရောပြီးသွားရင်ကျွန်တော်တို့က hero တွေကိုတည်သွားတဲ့ခါမှာစောင့်နေစရာမလိုပဲနဲ့လုံးဝတပွဲပြီးတပွဲ set တိုက်တိုက်လို့ရတော့မှာပဲ င်ဖြစ်ပါတယ်ဗျာအဲ့ဒါတွေကဘာတွေအတွက်ကောင်းသွားလဲဆိုလို့ရှိရင်တော့ဘုမလူပေးတာတွေအတွက်လုံအောင်အဆင်ပြေသွားတာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ကလန်တွေကလူလူပေးမယ်လူပေးမယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ကလန်တွေကလူကလူတောင်းလို့ရှိရင်တချို့ဆိုလို့ရှိရင်လူက training လုပ်ထားတာမရှိတော့ကြောင့်မပေးနိုင်ဘူးတချို့ကလည်း go back မဝယ်ထားတဲ့အတွက်ကြောင့်မလို့ဒီ one share donation နဲ့လည်းမရတော့တကြောင့်မလို့ပေးလို့မရတာတွေပဲဖြစ်တတ်တယ်ဗောနော်ဒါအခုဒီမှာ training တန်းကဆိုလို့ရှိရင်လုံအောင်ဖြုတ်ချပေးလိုက်ပြီဆိုလို့ရှိရင်လူပေးတဲ့နေရာမှာကိုဘတော့ဘယ်လိုမျိုးပုံစံနဲ့ပေးလို့ရမလဲဆိုလို့ရှိရင်တော့ဒီ one share donation လုပ်လို့ပဲ training လုပ်ဆရာမလို့ပဲတခါတည်းဆက်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 ဆိုပြီးအဲ့လိုမျိုးပေးလို့ရတော့မှာပဲဖြစ်ပါတယ်ဗျာကို့မှာလည်းတကူးတက လူပေးဖို့အတွက်ကိုတီးတန့်သွားထုတ်ပြီးတော့အချိန်လေးပေးဖို့လည်းမလိုတော့တဲ့အတွက်ကြောင့်မလို့ COC ကနောက်ပိုင်းကျလို့ရှိရင်တော့တော်တော်လေးဒါ active ဖြစ်လာမယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဗျ။တချို့ကလန်နေမှာဆိုပြဿနာလေးတွေရှိတယ်ဘလို့ပြဿနာလေးလဲဆိုလို့ရှိရင်တော့ဒီလိုမျိုးလူပေးလို့ရှိရင်လူမရတာတို့ပြီးတော့လို့ရှိရင်တယောက်တည်းစောတဲ့ player တွေကအာတော်တော်လေးတိုက်ပတ်တာတို့ adwork တွေကိုကိုယ့်ရဲ့ဒီနောက်တစ်ကောက်ရှိရင်တော့လူပေးဖို့တက်တက် donate တက်ကြီးတီးတန့်ထားနေရတာကြီးကတိတ်တော့အဆင်မပြေနေဘူးပေါ့နော်။အခုချဆိုလို့ရှိရင်တော့သူကလူပေးဖို့အတွက်ကို AAC စီထုတ်စရာမလိုဘဲနဲ့အဲ့လိုမျိုးလေးလိုက်ပေးလို့ရတယ်ဆိုတော့အာတော်တော်လေးအဆင်ပြေတာပဲဖြစ်ပါတယ်။ Okay အဲ့တော့ training time ကိုကျွန်တော်တို့ဖယ်ရှားလိုက်ပြီဆို လို့ရှိရင်တော့ဒီ training portion ကလုံးဝမလိုတော့ဘူးပေါ့နော်မလိုတဲ့အတွက်ကြောင့်မလို့ကိုယ်မှလက်ရှိရှိနေတဲ့ training portion တွေကို channel ပဲကျွန်တော်လဲလဲပလိုက်ရမှာဒါမှမဟုတ် तू ਆ ပဲ upgrade လာပြီးသွားရတယ်ဒီ auto လဲလဲပေးပလိုက်မလားဆိုတာကတော့တိတ်တော့မသေးကြသေးပါဘူးဗျ။ Okay အဲ့တော့ကျွန်တော် training time တွေကိုဖယ်ရှားလိုက်ပြီဆိုလို့ရှိရင်တော့ဒီ go back ထဲမှာပါနေတဲ့ဒီ training boost တို့ဘာတို့ကိုတခြားဘာတွေထည့်ပေးလာနိုင်လဲဆိုလို့ရှိရင်တော့ကိုဘိုးတို့တွေ magic ဒီပုံးတွေပဲထည့်ပေးလာမလားဒါမှမဟုတ်ကျွန်တော်တို့ဒီတခြားပေါ့လူစောင့်စရာမလိုတဲ့အဲတခြားကျွန်တော်တို့လူကလန်ကဆယ်ကနေလူတောင်းလို့ရှိရင်ကျွန်တော်တို့ပုံမှန်ဆို7 minutes စောင့်ရတယ်မလားအဲ့တော့7 minutes စောင့်တဲ့နေရာမှာကိုဘိုးတို့က go back ဝယ် ထားလို့ရှိရင်လည်းကျွန်တော်ဈေးတတနေရာမျိုးဥပမာဆိုရင်9မိနစ်တော့9မိနစ်တော့အဲ့လိုမျိုးလေးပြောင်းပြီးတော့မှအချိန်လေးတွေရောကြလာနိုင်တယ်လို့တော့ကိုဘောကတော့ထင်ပါတယ်ဗျ။ အဲ့တော့ training time ကိုချော့ချပေးလိုက်တယ်ဆိုတော့ဒီ wall တွေပြဿနာတွေမှာတော့တော်တော်လေးတော့အဆင်ပြေသွားတာပဲဖြစ်ပါတယ်ဗျ။ဥပမာကျွန်တော်တွေ wall တစ်ခါတင်ဖို့တော့လူတွေအကြိုက်ဆောင်ရတာတော့ stake တွေ training boost တွေနဲ့မရှိလို့မကိုရတဲ့အနေထားတွေလို့အဲ့ဒါတွေကိုလုံးဝအပြဿနာတွေပျောက်ပြတ်သွားမှာပဲဖြစ်ပါတယ်ဗျ။ Okay ဒီလိုမျိုးပြောင်းလဲပေးလိုက်တာကဘာတွေကောင်းလာလဲဆိုတော့တကယ်စောင့်နိုင်တဲ့သူအတွက်ကတော့ all map ဖြစ်ဖို့တိတ်အကြာကြီးစောစရာမလိုတော့ဘူးဖြစ်ပါတယ်ဗျ။အာပြင်းနေတဲ့သူတွေအတွက်ကတော့ဒါတစ်မျိုးပေါ့နော်။ဒါတကယ်ကိုက game ကို active ဖြစ်ပြီးတော့အချိန်လဲပေးပြီးတော့စောင့်နိုင်တယ်ဆိုလို့ရှိရင်တော့ all map ဖြစ်ဖို့အတွက်ကအဲ့လောက်ကြီးကြာတော့မှာတော့မဟုတ်ပါဘူးဗျ။ဒါကြီးကတော့တော်တော်လေးကိုမှမိုက်တယ်အဲ့ဒါကြောင့်ဘလို့တွေ ကောင်းလာမလို့ဆိုလို့ရှိရင်တော့ COC ကဟိုးအရင်တော့အလိုမျိုးလူတွေပြန်စီလာမလားပေါ့နော်အဲ့လိုမျိုးလေးတွေကျွန်တော်တို့မျောတော့မျောလင့်နေလူတွေစီလာပြီးတော့မှတငယ်ချင်းဟောင်းနေရာများပြန်ပြီးတော့ဆော့နာနိုင်မလားအဲအဲ့လိုလေးတွေပြန်ပြီးတော့စုံကြရင်တော့တက်တိုက်ဝုံဝင်လေးနဲ့ပျော်ဖို့တော့အရင်တော့ပို့ပြီးတော့မှကောင်းတော့မှာဖြစ်ပါတယ်ဗျာ Okay အဲ့တော့ဒီနေ့ဗီဒီယိုလေးတော့ဒါတော့ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ကြည့်ရင်ကိုလေးတယောက်ချင်းတော့ကျေးဇူးများကြီးတင်ပါတယ်ကဲကဘောရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်လိုက် like your subscribe လေးနဲ့ကူညီပေးပါဦးဗျာအားလုံးပဲပိုင်ပါကျွန်တော်ရဲ့ now video ကြမှာပြန်တွေ့ကြပါမယ်